ဒီနေ့မှာတော့လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြချင်ပါလေပထမဦးဆုံးပြောပြချင်တာကတော့လူတော်တော်များမှားတဲ့လက္ခဏာပုံတွေတခုပါဒါကတော့ခြားမဟုတ်ပါဘူးတန်လေးနဲ့ငါးရုပ်ပါတန်လေးနဲ့ငါးရုပ်ကိုတော်တော်များမှားကြပါလေငါးရုပ်ဆိုတာကအမီးနှစ်ခုပါပြီးတန်လေးကအမီးလုံးဝမပါတဲ့အပိတ်ဖြစ်ပါလေဒါရီအလုံးကဘာပြီးတော့ကြီးပွားချမ်းသာမှုကိုတည်တည်တသာအားပေးတဲ့လက္ခဏာကောင်းလေးဖြစ်ပါလေ အာနိသင်ကတော့မတူပါဘူးလက်ပုံစံပေါ်မူတည်ပြီးအကျိုးပေးကွယ်ပါလေလိလာမတန်တဲ့အရာငါရုပ်ပုံအများစုကသူသိအကျိုးမပြုတဲ့လက်ပုံစံတွေမှာတွေးရှိပါတယ်တန်လျက်ကတော့အဲ့ဒီလိုမဟုတ်ပါဘူးဘယ်လက်ပုံစံမဆိုအကျိုးပြုပါလေရှင်မွေးအပြင် လက်ဖွဲ့စီမှုရောင်သွေးပေါ်မူတည်ပြီးအာနိသင်ထပ်ကွယ်နိုင်ပါလေအရှင်ဝါကြီးမာပြီးလူကြီးရှင်ရင်တခုခုတာနေတပြီးစနေဂျိုကောမှာပုံမှန်အတိုင်းရှင်တော့ ဂမ်ဘီယာညံနေစိတ်ဆွမ်းကြီးလိုမျိုးကိုယ်နံခန္ဓာအတွင်းမှာကိန်းအောင်နေတက်ပါလေ။ဘာသာရေးဘေးနေနေယုံမယုံခဏဖယ်ထားပြီးလေ့လာကြည့်ရင်ဒီလူတွေကသူတို့ပြောဆိုမှုနေထိုင်မှုတွေမှာထူးခြားမှုတည်တည်ရှိတတ်ပါလေ။သူတို့နှုတ်ကပြောရင် အချိန်တိုတွင်းဖြစ်တတ်ပါလေ။ဘယ်သူဘယ်ဝါဘလို့ဖြစ်မယ်လို့ခံမှန်းရင်မှန်တတ်ပါလေ။တစ်ဖက်လူကသူတို့နဲ့မျက်လုံးချင်းကြကြဆိုင်မကြည့်နိုင်ခြင်း။ငယ်စဉ်ကျောင်းသားဘဝဆို ဆောင်းပွဲခံရမှာမိကွန်းကအစခံမှန်းတတ်ခြင်း။ ူတိုင်းမဟုတ်ပေမဲ့တော်တော်များများဒီလိုထူးခြားတဲ့ပုံစံလေးတွေရှိတတ်ပါလေအတော်များကတော့အရွယ်တစ်ခုရောက်ရင်ငွေကြေးပြည့်စုံပေမဲ့အများစုကစိတ်ချမ်းသာပုံနဲ့နောက်ပြီးတော့တရားဓမ္မဘက်ကိုလိုက်စားတာများပါလေဒါတွေအားလုံးဖြစ်မယ်တော့တိကျပြောလို့မရပါဘူးလူသီးသီးမှာသူ့ရွေးချယ်မှုနဲ့သူပါပဲဒီတန်လျက်အကျိုးပေးကတော့ဒီလိုဖြစ်စဉ်တွေတိုင်းတွေ့ညီစွာတွေ့ရပါလေဘလောက်ခက်ခဲရှိရှိဘာသာရေးတေချာလောက်တာမျိုး စိတ်တည်ငြိမ်အောင်ထားပြီးကိုဖြစ်စေခြင်းတဲ့ပုံစံစိတ်ကူးပုံဖော်လုပ်မယ်ဆိုရင်တခဏချင်းအဆင်ပြေသွားလိမ့်ရှိပါတယ်။ဂါရမန်နန်ဒီနဲ့ထူချိုးပေးပြီးသူများအခောက်တထောင်ယူရင်ရမယ့်အာနိသင်ကိုကိုကတရားရှိခေါ်လို့ယူနေရကြပါတယ်။ဒါကတန်ရဲပါတဲ့သူတွေပါ။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောခြင်းနဲ့ပြဒါကတော့ညံလမ်းကြောင်းသို့မဟုတ်ဥကောင်းလမ်းကြောင်းမှာတန်ခွင်းဆက်တွေကျုံးနေအဖြတ်တွေရှိခြင်းဒါဘာကိုပြောလဲ ဒီလူဟာပင်ကိုယ်တဘာဝဖြစ်စေမျိုးရိုးအရာဖြစ်စေသူတို့မှာစိတ်ကျမ်းမာရေးပြဿနာတချို့ရှိတယ်ဆိုတာပြပါလေအ ਨੇ ဆုံးအနေငယ်ရောထွေးနေတယ်ပါလေဒါကိုမိမိကိုယ်တိုင်လက်ခံပြီးသိရှိနားလည်ထားမယ်ပြင်ဆင်ထားမယ်ဆိုရင်စိတ်မပူရပါမယ်တော်များများကပေါ်ဆာပါလေအထူးသဖြင့်ခင်မီပညာရေးနေပါတဲ့နေဘက်လူတွေတမဆိုပရောဂါနဲ့အတိုက်ခံထားလို့စိတ်ကြောင်ချောက်ချားဖြစ်တာမျိုးဒီလိုမျိုးလည်းဖြစ်တတ်ပါလေဒါကြောင့် ဒီလိုမျိုးညံလန်းเจ้าမှာတန်ကျိုးကွင်းဆက်တွေပါရင် ကိုယ့်ရဲ့စိတ်ချမ်းသာရေကိုအဓိကကြိုးစိုက်ပါ ကောင်းစွာကုသပါကုစားနိုင်မဲ့ပြင်လူကောင်းတယောက်လိုအေဂျင့်စွာဘဝကိုဖျက်ဆီးနိုင်မှာပါစိတ်ကြောင်ချောက်ချားဖြစ်ပြီးစိတ်လီလွန်းတော်မျိုးကပျော်ကားကြောင့်မဟုတ်ပဲပင်ကိုယ်တဘာဝအရာကိုဖြစ်နေခြင်းမှာတဲကြီးအားနေသလိုမူလအုံတော်ရဲ့အသိစိတ်ရှိရှိထင်းချုံနေတဲ့အစိတ်ပိုင်းကလည်းအလွန်အားနေပါတယ်သူတို့ဖြစ်နေတာတဲ့ကိုယ်တိုင်သိပေမဲ့ထင်းချုံမရတဲ့အပြင် ပင်ကိုစိတ်တက်ကြောင်မှာသူတို့ကိုသူတို့ကြားလေလေထင်အောင်ထင်မှဖြစ်လေပါဒီအချက်ကိုရှင်းရှင်းလင်းသိထားမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကျဲမာရေးပြဿနာတွေကကာကွယ်နိုင်တယ်လို့တခြားသူတွေကိုလည်းကူညီလမ်းပြပေးနိုင်တာဖြစ်ပါလေနောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါလေတချို့လူတွေရဲ့ဥကောင်းလမ်းကိုကြည့်ပါဥကောင်းလမ်းစတင်မှုမှာဟာနေတာမျိုးတွေရှိပါလေတချို့ကတော့ထိယုံနေတာထိတာမျိုးရှိပါလေတချို့ကတော့ရှုပ်ထွေးပွေလီပြီးကိုချိတ်ဆက်နေတာတွေရှိပါလေ ဥကောင်းလန်းသာတကယ်လို့စတင်မှုကဟာနေမယ်ဆိုရင်အကောင်းဆုံးစတင်မှုလို့ဆိုလိုက်ပါလေကိုကိုကိုယုံကြည်မှုအပြည့်အဝရှိပြီးဉာဏ်ရည်သွေးပန်းမှုပြည့်လို့လောကဓာတ်အများစုကိုခိုင်ရင်ဆိုင်ကျော်ဖြတ်နိုင်ပါလေကံလန်းကြောင့်မိမိကျိုးပြက်ခင်ရင်တော့မှသူတို့အတွက်သိမထူးချပါဘူးအထူးသဖြင့်လေးတောင်းလက္ခဏာမှာဒီလိုဉာဏ်လန်းဖွဲ့စည်းပုံရှိမယ်ဆိုရင်ဘဝယတိမှုရအောင်မြင်မှုရရှိမှာသိကြပါလေအနောက်တိုင်းကျမ်းများစုကရှိသားကြပါလေ ဟုတ်လဲဟုတ်ပါတယ်အများစုကတော့ပေတင်လက္ခဏာမယုံတတ်ပါဘူးကံဝယုံကြည်တဲ့ပစ္စုပန်အလုတ်ကိုသာယုံကြည်ကြသူများပါတယ်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျလူတစ်ယောက်နဲ့တစ်ယောက်ကလဝါပြင်မှာလက္ခဏာပုံစံတွင်ပြင်ချင်းတူရင်တော့မှအဲ့ဒီလဝါပြင်ရဲ့အယောင်အသွေးတွေအပြော့အမာတွေကတော့တူမှာမဟုတ်ပါဘူးဒါလျာလဲဘဝအခြေအနေမျိုးစားကွဲခြားနိုင်ပါတယ်အဓိကအဖြစ်လက်ပုံစံမျိုးစားသုံးမျိုးရှိတယ်ဗျာ အကောင်းဆုံးသောပထမတန်းစားလက်လက်ပုံစံခက်သွဲသွဲနဲ့ပေါ့အဖျားဘက်ရှူသွားပြီးလှပတဲ့ကရော့ချုံပုံစံလက်လက်ဝါးပြင်းနူးညံ့လုံးမဲ့လမ်းကြောင်းလေးဟာပြည့်စုံထင်ရှားတယ်အလုံးလှပကောင်းမွန်တဲ့လက်လို့ဆိုနိုင်ပါလိမ့်စိတ်တဘောထားကောင်းသူတရားတရားထက်သန်သူထိုးထွင်းဉာဏ်ရှိသူပါဘယ်လုံငန်းကိုမဆိုစိတ်ရှိရှိနဲ့ပြီးပြောင်းလုပ်လို့ရှိမယ်လက်တွေ့ထက်စိတ်ကူးရင်မို့ပိုအားသာနေအလှပအသံပြန်ကြိုက်တယ်နေထိုင်မှုပုံစံအမှုပညာဆန်တယ်တခါတည်းရည်စည်းစားကြောင်တက်တယ်မာနာကြီးတယ် ရင်းစွန်းတတိရှိပေမဲ့တာဝန်ယူမှုအားနည်းတယ်။ကိုယ်အတွက်သာတွေးပြီးချမ်းသာပြည့်စုံစွာနေတတ်ပါလိမ့်။ဒုတိယဒန်ဆာလက်အမျိုးအစားကတော့ကျေပြက်မှုမဟုတ်တဲ့လက်ပါ၄တောင်းလက်များပါတတဲ့လက်ဝါးပြက်တော်အသင့်ဖြစ်ကြမယ်။လက်မွှားကလည်းအနေတို့အနေငယ်တို့တယ်။လက်ချောင်းတွေကကြည်ကောင်းယုံတုတ်ခိုင်တတဲ့ဂျိုးပုံတွေမိုးမောက်တက်ပြီးလက်ဝါးပြက်နူးညံ့တတဲ့လမ်းကြောင်းတွေပြည့်စုံလေးနက်မှုရှိပြီးလူချမ်းသာတွေမှသာအဲ့လိုလက်မျိုးတွေ့ရတတ်ပါလိမ့်။ လူသားသိဉာဏ်နဲ့ပြီးပြည့်စုံတဲ့သူမျိုးဖြစ်တယ်။စကားပြောတူတောင်းပြီးစိတ်ထားကောင်းသူဖြစ်တယ်။ဖြစ်တယ်လို့ဝတ်စားတတ်ပြီးရဲစွန်းတတိအထူးရှိပြီးတော့တောင်းဝန်ယူစိတ်လည်းရှိတယ်။တမာတမတ်ရှိတယ်။ကြိုးစားမှုတောင်းဝန်ယူတတ်မှုလုံလဝရိယကြောင့်ကြွယ်ဝချမ်းသာတတ်ပါလေ။တတိယတန်းစားလက်ကတော့အညာစိုးလက်ပါ။လဝါပြင်တူပြီးဖြတ်ကျဲတတ်တယ်။လက်ချောင်းတွေကလည်းတုတ်တူပြီးလက်မလည်းတူတယ်။လဝါကျန်တယ်မယ်။လဝါပြင်ပေါ်မှာရှိတဲ့ အသက်လန်းညံလန်းနှလုံးလန်းတွေဟာပြက်ပြဲပြီးပြက်တောင်းပြက်တောင်းဒါမှမဟုတ်ပပရရဖြစ်နေတတယ်။စိတ်ချမ်းလူချမ်းလက်မျိုးပါအိစားကမှသုံးမျိုးသာတည်တပြီးအညံ့ဆုံးလက်မျိုးစားဖြစ်ပါလေ။ကြိုးစားတဲ့လောက်အဖက်မတင်ဘူးလို့ဆိုကြပါလေ။နောက်ထပ်လက်မျိုးစားတစ်ခုပြောခြင်းတပြ။အခုဒီလက်ပုံကိုကြည့်ပါ။ပုံမှန်ပြထားသလိုဒီဥကောင်းလက်ကနေထောင်တက်လာတဲ့မြင်ကကျောင်းတော်ပရိကျုံကိုဥတီထွက်ခွာလာမယ်။ တကယ်လို့အဖြတ်အမှတ်မပေါဘူးဆိုရင်တော့ဒါဟာဦးစီးကောင်းဆောင်ဖြစ်မယ်ဆိုတဲ့လက္ခဏာပါကိုလူကိုချွန်ကြီးပွားကျိုးတက်တယ်လို့ပြောလို့ရပါတယ်တကယ်လို့အဲ့ဒီလမ်းမှာလည်းဖြစ်နေတဲ့အဖြတ်လေးပါနေတယ်ဆိုပါစို့အဲ့ဒီလိုပါလာရင်ရည်ရွယ်ထားတွေမှာအတားအဆီးတွေကြုံရတတ်ပါတယ်ရည်ရွယ်မှုတွေမှာအခက်အခဲတွေဝင်ရောက်တတ်ပြီးဘဝမှာအဆင်ပြေမှုရဖို့အားနည်းစေပါတယ်ရည်မှန်းမှုကောင်းတယ်လို့ဒီလိုအောင်မြင်မှုရဖို့အတားအဆီးအဖြတ်ရှိမယ်လို့ပြပါတယ်မနာလိုသူရှိတာမျိုးအရာရာကိုသတိထားလှုပ်ဆောင်ဖို့လိုပါတယ် ိုးလှုပ်ဆောင်မှုတွေကောင်းဝင်မဲ့အတောင်းစီဝင်တဲ့နာကိုပြတာမို့သတိပြုလှုပ်ဆောင်တဲ့လက္ခဏာအမှတ်သားလို့ဆိုကြပါလေ။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောကြပါလေ။မိမိရဲ့နှလုံးလမ်းကြောင်းမှာအခွဲနှစ်ခုပါနေလား။ပုံထဲမှာပါနေတဲ့နှလုံးလမ်းကြောင်းမှာအခွဲနှစ်ခုပါနေရင်အရင်ဦးဆုံးအခွဲနှစ်ခုမှာအပေါ်အခွဲကြောင်းလက္ခဏာရှင်အောင်စေတနာမေတ္တာကြီးမားတတ်တာဖြစ်ပါလေ။တဘာသူပေါ်တင်နာကျနာကျင်နာတက်တဲ့စိတ်ခံစားမှုများတယ် ူတို့သက်ဆိုင်သူတွေပေါ်ဆိုနားလည်မှုအရင်ကြည်ပါတယ်။အောက်ခွဲကတော့စိတ်ကိုအလိုလိုက်တယ်။စိတ်ရဲ့ဆုံးဖြတ်မှုကိုလက္ခဏာရှိရာလိုက်လုပ်တယ်။စိတ်ခံစားချက်ဦးစားပေးတယ်။ကံကပေးလို့ပေါ်တဲ့ပေါ်တာယာနေတက်ပြီးသက်ဆိုင်သူကြောင့်စိတ်ညစ်ရတဲ့ခံစားရတတ်ပါလေ။ဒီလိုခွဲတစ်ခုပိုင်းလက္ခဏာရှိဟာစိတ်ညစ်စရာ စိတ်ပြေပြေမှုတွေကြုံရပါလိမ့်မယ်။ဘဝမှာအသေးကွဲရတဲ့အထိပြပြပါလေ။ကိုချစ်တဲ့သူနဲ့ခွဲခွာရတတ်တယ်၊ကွဲသွားတတ်တယ်၊ကံကပေးတဲ့အခါမှာတာယာမှုခဏရတတ်ပါလေ။ စိတ်ကအနေငယ်ပြောင်းလဲချက်ရှိတာကိုပြပါတယ်သူတို့ကြောင့်စဉ်းညစ်စရာတော့မရှိပေမဲ့သူတို့တာမိသားစုနဲ့အိမ်တော်ဘက်ကြောင့်စဉ်းညစ်စရာတွေကြုံတွေ့ရတတဒီလိုမျိုးလက္ခဏာပါရှင်တွေပဲဖြစ်ပါတယ်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျပုံမှာပြထားသလိုအသက်လမ်းမှာထင်ရှားတဲ့တတိယံကြီးရှိနေလားဒါဟာအသက်ရှင်ပြီးအိုစာရာကောင်းမှုပါလိမ့်မယ်သက်ကြီးပိုင်းထိနေရတတ်ပါလေဦးစရာကောင်းတဲ့ဘက်မှာရှိတာပြပါလေဘဝမှာအသက်ကြီးတာနဲ့များပုံမှုပြည့်စုံလာတတ်ပါလေ နေရာရမယ်ကောင်းမွန်တဲ့အိုးအိမ်ကံရမယ်အထိပြပါတယ်ဘဝမှာကျန်းမာရေးနဲ့အက်ဆီဒင့်ဖြစ်လဲကြော်ဖြစ်နိုင်မှာပျက်ပါတယ်ဆိုလိုတာကအသက်ရှိပြီးဦးစားတာကောင်းမယ်ဆိုတဲ့လက္ခဏာအမှတ်သားပဲဖြစ်ပါတယ်လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတာပြောပြတာပါနောက်ဆင်ပြေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်